အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်ပွဲတက်ပြီးအားလုံးပဲမင်္ဂလာပါဘာစလိုနာအသင်းကဒီတစ်ပတ် Girona နဲ့ကံမဲ့ပွဲစဉ်ပေါ့လေအဲ့ပွဲစဉ်မှာသူတို့အသင်းကဘာဖြစ်လဲဆိုတော့အခုလောလောဆယ်မှာဒီဘာစလိုနာကောင်ဆယ်ကနေ Spotify Camp Nou ကိုကစားခွင့်ပေးပြီးတော့ approve ပေးလိုက်ပြီဆိုတော့ဘာစလိုနာကောင်ဆယ်ကပြီးခဲ့တဲ့တစ်ပတ် La Liga ပွဲစဉ် အပါဝင် Champion League ပွဲတွေမတိုင်ခင်မှာ PSG နဲ့ပွဲမတိုင်ခင်မှာအိုက်ကွဲမှာချင်ပါဖို့တဲ့သူတို့ Spotify Camp Nou အတွက် Barcelona ကောင်စီမှာသူတို့ရှောက်တယ်။ရှောက်တဲ့အချိန်မှာသူတို့ဘက်ကခွင့်မပြုဘူး။ Health and Safety အရာလိုအပ်ချက်တွေရှိသေးတယ်ဆိုပြီးခွင့်မပြုလို့အခုနောက်ထပ်တစ်လအကြာအားနဲ့ Barcelona ကောင်စီကပြန်ပြီးစစ်တယ်။ Spotify Camp Nou ကို FC Barcelona အသင်းကစားကွင်းရပြီလားဆိုပြီးသူတို့ပြန်ပြီးစစ်ဆေးတဲ့အခါမှာဒီဒီချိန်မှာတော့ကောင်ဆယ်ကခွင့်ပြုလိုက်တယ်။ဒါပေမဲ့ကောင်ဆယ်ခွင့်ပြုတဲ့အမောက်ဟာပေးသက်26000ပဲဖြစ်တယ်။ဆို Spotify Camp Lucci ရဲ့ကွင်းကြီးရဲ့ကွင်းဆက်မှုနှုန်းကပေးသက်သိန်းကျော်ဆက်တယ်။ဒါပေမဲ့အခုခွင့်ပြုချက်က26000ခွင့်ပြုထားတယ်။ဒါပေမဲ့လည်း Barcelona အသင်းက Spotify Camp လို့မှာစမကစားပေးနေတယ် လက်ရှိကစားနေတဲ့ Olympic ကွင်းကြီးမှာပဲဆက်ကစားဖို့သူတို့ဆုံးဖြတ်တယ်။ဘာကြောင့်ဆုံးဖြတ်လဲဆိုတော့ဒါဘာဆိုနာရဲ့အိမ်ကွင်းဖြစ်တဲ့ကမ်နူကိုသူတွားပြီဆိုရင်ပိတ်သက်16000ပဲပါမှာ။ဒါသူတို့ပိတ်သက်ကများတဲ့အတွက်ကြောင့်သူတို့ဘာဖြစ်လဲလက်ရှိ Montjuïc လို့ခေါ်တဲ့ Olympic ကွင်းကြီးမှာဆက်ကစားမယ်။ဒီကွင်းကပိတ်သက်9000ဆက်ဝင်တဲ့အတွက်ကြောင့်သူပိတ်သက်တွေကအိမ်ကွင်းမှာ9000တော့အနည်းဆုံးကြည့်ရမယ်။ဘာဆိုနာဘက်ကအခု decision ဆုံးဖြတ်လိုက်တဲ့အချက်က ကောင်ဆယ်ကတော့ကျွန်တော်တို့ခွင့်ပြုပြီး16000သောပေးသတ်နဲ့ကွင်းထဲမှာစာကြည့်လို့ရတာမှန်ပေမဲ့ပေးသတ်အားလုံးရဲ့အခြေအနေကိုသုံးသပ်တယ်နောက်တစ်ခုက Spotify Camp လို့ချီ completely ပြီးသွားတဲ့အချိန်အားလုံးအလုံးစုံပြီးတဲ့အချိန်ကြာမှာပဲအိုက်ကွင်းကိုရွှေ့ဖို့သူတို့ဆုံးဖြတ်ထားတယ်ဆိုပြီးတော့အခုလောလောဆယ် Catalan Radio မှာအတည်ပြုထားတယ်ဆိုတော့ Barcelona က Spotify Camp လို့ကိုပြန်လို့ရပြီး ဒါပေမဲ့အပြည့်အဝမပြီးမချင်မပြန်ဘူးဆိုတဲ့အတွက်ကြောင့်ကျွန်တော်အိုလံပစ်ကွင်းမှာထပ်တွေ့မယ်။ဒီနေရာမှာဘာဆိုနာကပြီးခဲ့တဲ့ရပိုင်းကပဲ Spotify နဲ့ထပ်ပြီးတော့နောက်ထပ် sponsor ဒီထပ်ပြီးချုပ်တယ်။အဲ Spotify နဲ့ဘာဆိုနာစာချုပ်တဲ့တုန်းကလူကတ်ကွင်းကို Spotify camp လို့နေထားတယ်။ရင်ပတ်စပေါ်တာပေးတဲ့အမျိုးသားအမျိုးသမီးပေးတဲ့အခါမှာသူတို့က ဝင်တဲ့ကြီးပြီးသွားရင်နောက်ထပ် price တစ်မျိုး premium ကြီးထပ်ပေးမယ်ဆိုတဲ့သဘောတူညီမှုဆိုတာရှိတယ်။အဲ့ဒီသဘောတူညီမှုရဲ့နောက်ဆက်တွဲမှာ Barcelona ဟာ Spotify ကနေတနစ်ကို share sponsor ရဲ့ logo ရဲ့အားလုံးအပါအဝင်ကိုတနစ်ကို Euro 65တန်းထပ်ပြီးတော့တိုးမြင့်ပြီးရရှိမယ်။ဆိုတော့ Spotify အတွက် match logo ရဲ့ပြီးတော့ club အသင်းရဲ့တခြားဝင်ငွေတွေအတွက်မှာသူရစီရမှာနောက်ထပ် training တွေပိုင်းအတွက်ကိုနောက်ထပ် euro 10တန်းရရှိမယ်ဆိုတော့ club ကအခုလောလောဆယ်ရရှိထားတဲ့အမောင်းကဒါ Spotify နဲ့သူတို့ contract က2030ခုနှစ်ထိတက်တန်းထပ်တိုးလိုက်ပြီး တထထိုးလိုက်ပြီးတော့မှအမျိုးသားအသင်းရဲ့အမျိုးသမီးအသင်းရဲ့ jersey ရှေ့မှာ Spotify ဆိုတဲ့ logo ကိုဆက်ပြီးအသုံးပြုမယ်။ training whistle တွေမှာလည်းထပ်ပြီးအသုံးပြုဖို့သဘောတူပြီးတော့ club ရဲ့ပေါ်ပြချက်ရ total euro 65တန်ရရှိမှဖြစ်ပြီးတော့ Spotify Queen Spotify logo ကို Cap Blue ရဲ့ Queen ရှေ့မှာလဲ Spotify Cap Blue ဆိုတဲ့ဒါ sponsor D ကိုလဲ2033ဒီတတ်တန်းတိုးတယ်ဆိုတော့ရေဘတ်စပွန်ဆာပါညာအလုံးတွက65တန်းပေးတယ်။နောက် Queen ကနေသူတို့ထပ်ပြီးရအောင်ပဲဆိုတော့ဘာပဲဖြစ်ဖြစ်သူတို့အတွက် financial ကအတိုင်းအတာတစ်ခုထိပေါ့လေသူတို့က ကွင်းတကြီးပြီးသွားလို့ရှိရင်ကွင်းတကြီးပရိုကလည်းရရှိလာမယ့်အကျိုးမြတ်တွေလည်းရှိတယ်ဆိုတော့လာပိုတာနဲ့ဒေကိုတို့တို့ကခက်ခဲနေတဲ့ပြဿနာဘာလို့ဆိုတော့သူတို့ကလာလီကာကနေဒီဆလာရီကတ်ကိုတန်း400ကနေ300ချထားတော့သူတို့မှာတော်တော်လေးကြက်ပြီးတော့ကစားမအစ်စ်ဝယ်ဖို့တည်နေတာဒါရှိရင်းစကစားမတော့မှတ်ပုံတင်ဖို့ခတ်နေတယ်ဆိုတော့ဒါကတော့အခုလောလောဆယ်အနေထားရ FC Barcelona အသင်းကဒါ Spotify Cup လို့နဲ့ sponsor တီအပါဝင် Olympic Council ရဲ့ decision ကြတိတိုင်အောင် တို့လက်ရှိကွင်းမှာပဲစက်ပြီးကစားဖို့ဆုံးဖြတ်ထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်